မေတ္တာအားကြီးလို့ရှိရင်မနုဿာနံပိယောဟောတိကိုဝင့်ကျင်ကလူတွေရဲ့ချစ်ချင်းမေတ္တာကိုလွယ်လွယ်ကူကူရနိုင်အမနုဿာနံပိယောဟောတိတဲ့လူမဟုတ်တဲ့တခြားသောတရားဝအကုန်ပဲတလိ္ခဏ်နေရောနတ်တွေရောနတ်မှကောင်းတဲ့နတ်မကောင်းတဲ့နတ်အကုန်လုံးပေါ့လေအမနုဿာဟုတ်လားအဲ့ဒီလူမဟုတ်တဲ့တခြားသောတရားတွေရဲ့မေတ္တာကိုလည်းလွယ်လွယ်လေးရနိုင်ဟုတ်လားဒေဝတာနာရခန္တိနတ်တွေရဲ့ကာကွယ်စောင့်ရှောက်မှုကိုလည်းရနိုင်တယ်လို့ဟောတယ် အဲ့တော့ဘုံဘုံတို့ရဲ့ဘဝမှာဘေးဒီအန်နေတွေဖြစ်နေတယ်ဆိုတာကတိတိကျကျအနှစ်ထုတ်ပြီးတော့ဘုံဘုံတို့စဉ်းစားကြည့်မယ်ဆိုရင်ဘေးတွေကဘယ်ကလာတဲ့ဘေးတွေကများလဲလို့မင်းလူချင်းချင်းစီကလာနေတဲ့ဘေးတွေပဲများလူတွေဟာဘယ်သူ့ကိုကြောက်ရုံအဓိက လူတွေကိုပဲကြောက်ရလူချင်းချင်းနှိပ်စက်နိုင်တယ်လူချင်းချင်းဒုက္ခပေးနိုင်တယ်လူချင်းချင်းပဲဘုံဘုံတို့တွေဟာတကယ်တမ်းကဘာလို့နေရလဲသတိထားနေရဟုတ်လားအဲ့တော့လူကကိုယ့်ကိုချစ်တယ်ဆိုရင်ဒီလူကြောင့်ကိုကဒုက္ခရောက်เสียဘေးဖြစ်เสียကြောင့်မရှိဘူး လူကကိုယ်ကိုဒုက္ခပေးတယ်ဆိုအဲ့ဒီလူကကိုယ်ကို မုံလို့ပေါ့ဟုတ်လားတကယ်လို့နှက်ကကိုယ်ကိုဒုက္ခပေးတယ်ဆိုရင်အဲ့ဒီနှက်ကကိုယ်ကိုမုံလို့ပေါ့ကိုယ်သာမြတ်တာအကြီးမယ်ဆိုရင်အဲ့ဒီလူတွေနှက်တွေကကိုယ်ကိုမုံမှာမဟုတ်မမုံဘူးဆိုလို့ရှိရင်ဘေးရန်အန်တွေလည်းတွေ့တဲ့အကြောင်းမရှိတော့ဟုတ်တယ်မို့လားစဉ်းစားကြည့်နော် तू ကဒုက္ခပေးခြင်းနဲ့စိတ်ကိုပဲမပေါ်တော့တဲ့အတွက်ကြောင့်သူ့ရဲ့လုံခြုံမှုကမှတကယ်ကိုပဲအကူတိုက်တာဘဘုံတို့ တော်ကြီးတွေခတ်ထားတယ်ခြံစည်းဥတွေကြီးလုပ်ထားတယ်ခိုးကြီးတွေမွေးထားတယ်ဟာအဆောင်တွေချထားတယ်ဆိုတာဟုတ်ဒုက္ခပေးခြင်းတဲ့လူကအမြဲတမ်းစောင့်နေတာလစ်တာနဲ့သူကလုံမှာပဲလေဟုတ်လားအဲ့ဒါသူဘလောက်ပဲလုံချင်အောင်စောင့်နေမှလည်းပြောနေနေနော်အခွင့်အခါနော် မပေးလို့ဟိုကဒုက္ခမပေးရတာပဲရှိတယ်အခွင့်အခါတင့်တာနဲ့ဝင်မှာပဲဟောဒုက္ခပေးခြင်းတဲ့စိတ်ကိုကိုကလှမ်းပြီးတော့တားဆီးထားတာမှမဟုတ်ဖဲကို ေတ္တာတရားကဒုက္ခပေးခြင်းတဲ့စိတ်ကိုပဲလှမ်းပြီးတော့တားဆီးထားတာဖြစ်တဲ့အတွက်ကြောင့်သူ့ကြောင့်ယံငြိမ်းရခြင်းကသာလဲပို့ပြီးတော့စိတ်ချပေါ်ရရှိတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားကကုလသုတ်တံမှာယောက်ျားသားများပြီးတော့မိန်းမသားနဲတဲ့အိမ်ကိုလူဆိုးတစ်ခုတွေဝင်နှိပ်ဆက်ဖို့ဆိုတာမလွယ်ဘူးတဲ့နော်အဲ့လိုပဲလူတယောက်မှမေတ္တာတရားအားကြီးပြီးတော့ဒေါသအားနေတယ်ဆိုရင်အမနုဿတကခုရှိတဲ့နှက်တွေကတော့သူ့ကိုနှိပ်ဆက်ဖို့မလွယ်ဘူးတဲ့လူချင်းချင်းမပြောနဲ့နော် မိမသားများပြီးတော့ယောက်ျားသားနဲတဲ့အိမ်ဆိုရင်တော့လူသိုးတစ်ခုတွေဝင်ပြီးတော့နှိမ့်ဆက်ဖို့လွယ်တယ်တဲ့ဟုတ်လားအဲ့လိုပဲဒေါသအာကြီးပြီးတော့မေတ္တာအားနေတဲ့ပုံကိုယ်ရဲ့တန်တန်ဆိုလို့ရှိရင်တော့အမနုဿတွေနှိမ့်ဆက်ဖို့အတွက်လွယ်တယ်လို့အဲ့လိုဥမာပေးတာရှိဟုတ်လားဒါမေတ္တာတရားရဲ့အပြင်ဘက်ကယံတွေကိုကာကွယ်နိုင်စမ်းရှိပုံကိုမြတ်စွာဘုရားဟောပြပုံကိုလေးဟုတ်လားဒါကြောင့်မေတ္တာတရားရဲ့စွန့်ရည်တတ္တိတွေကိုဘုန်းဘုန်းတို့အများကြီးလေ့လာကြရမယ် ကျင်ဖန်များဆိုရလဲစဉ်းစားကြည့်တဲ့နေဒါမှဘုံတို့မြေတာကိုပို့ပြီးတော့ပို့ပြစ်မယ်ပေါ့နော်မြေတာကိုပို့ပြီးတော့အားကိုးပြစ်မယ်ပေါ့ဟုတ်လား